Xiaomi ဆိုတာနဲ့အားလုံးကြားဖူးပြီးသားဖြစ်ပါတယ်။ Xiaomi ကတော့ဒီလိုနိုင်ငံအနေနဲ့ထွက်ပေါ်လာတဲ့ကမ္ဘာလုံးဆိုင်ရာနည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။သူတို့ရဲ့အောင်မြင်မှုလေးဝါချက်ကတော့အရေးတွေးမြင့်တဲ့နည်းပညာထုတ်ကုန်တွေကိုဈေးနှုန်းတက်တက်တတနဲ့ရောင်းချပေးပြီးတော့စံသက်သက်စီးပွားရေးပုံစံအောင်ပေါင်းစပ်နိုင်ခြင်းပဲဖြစ်ပါတယ်။သူရဲ့ကြီးထွားလာမှုကတော့၂၁ရာစုမှာတရုတ်နိုင်ငံရဲ့ထုတ်လုပ်ပုံစံကမ္ဘာအမြင်ဖြစ်တော့ပြောင်းလဲစေခဲ့ရပဲဖြစ်ပါတယ်။ Xiaomi ကို၂၀၁၀ခုနှစ်အပီလမှာတရုတ်စီးပွားရေးလုပ်ငန်းရှင် ဘေဂျန်ကနိပညာလောကမှာအတွေ့အကြုံရှိရဲ့လောက်ဖို့ကင်ဖက်6ဝင်နဲ့အတူစတင်တည်ထောင်ခဲ့ပါတယ်။သူရဲ့လောက်ဖို့ကင်ဖက်တွေက Google, Microsoft, Motorola, Kingsoft စတဲ့ကုမ္ပဏီကြီးရဲ့ထိပ်တန်းအင်ဂျင်နီယာရဲ့အစိုင်းအရာပဲဖြစ်ပါတယ်။ဘေဂျန်ရဲ့ရည်မှန်ချက်ကတော့အရေးသေးမြင့်တဲ့နိပညာထုတ်ကုန်တွေဈေးကြီးရမလို့အဟုတဲ့အတွေ့အကြုံအကောင့်ထည့်ဖို့ပြီးတော့ Apple နဲ့ Samsung တို့ကဲလို့ပြိုင်ဖက်တွေကိုရှင်းနိုင်တဲ့ထိပ်တန်းသတ်မှတ်ချက်တွေကို ဈေးနှုန်းရဲ့အစိပ်ပိုင်းမြရပေးပြီးတော့ပေးနိုင်ရမယ်ဖြစ်ပါတယ်။ Xiaomi ကအခြားသောစမတ်ဖုန်းကုမ္ပဏီကဲ့သို့ hardware တွေကိုဦးစားထုတ်လုပ်ခြင်းမပြုဘဲနဲ့ MIUI လို့ Mobile Internet User Interface လို့ခေါ်တဲ့ Android စနစ်ပေါ်မှာအခြေခံထားတဲ့သူတို့ရဲ့ကိုယ်ပိုင် firmware စနစ်ကိုဖန်တီးခဲ့ပါတယ်။ MIUI က၃၀တူရဲ့စိတ်ကြိုက်ပြင်ဆင်နိုင်မှုကိုမြင့်မားစွာပြင်ဆင်နိုင်လာကြောင်းဤပညာစိတ်ဝင်စားရဲ့ကဲ့သို့သောတိုင်ဝမ်ဂျာမန်နေမြန်စွာရေးပန်းစားခဲ့ပါတယ်။ ။ Xiaomi ကတော့သူတို့ရဲ့သုံးစွဲသူတွေကို Mi Fan လို့သတ်မှတ်ပြီးတော့ထောက်ကုံဒီဇိုင်းနဲ့စမ်းဆောင်ရတဲ့ပရိသတ်ထံမှဂျန်ပူချက်တွေကိုထားရရယူပြီးတော့ထောက်ကုံတွေကိုအဆင်မပြတ်အင်စင်ဖန်တီခဲ့ပါတယ်။ဒီနီလန်းကတော့ Fan Economy ကိုအခြေခံပြီးတော့ကုန်ပစ္စည်းတွေကိုမြောင်းရသည်မိကပဲခိုင်မာတဲ့ဝယ်လိုအားကိုအခြေခံအောင်တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ရောက်မီကကုန်ကြေးအများကိုအမြင့်ဆုံးရှင်းချပြီးတော့ရိုးရလက်လီအယောင်ဆိုင်ကြီးများနဲ့ ကြားခံဖြတ်ပြုသူတွေကိုရှောင်ရှားပြီးတော့အကြီးကသူတို့ရဲ့ကိုယ်ပိုင် online platform လာတိုက်ရရောင်းချခဲ့ပါတယ်။ချုံညာစိတ်တွေဖြန့်ဖြူစိတ်နဲ့ Ellie Store ဆိုင်စမှန်ခံခွဲမှုစိတ်တွေကိုအကြီးအကျယ်ခြွေတာနိုင်ခဲ့ပြီးတော့ဒီငွေတွေထဲကနေသူတို့ရဲ့ထုတ်ကုန်ရဲ့အရေးသွေးတွေကိုအပေါ်မှာပြန်လည်ပြီးတော့မြှုပ်နှံခဲ့ပါတယ်။ပုံတွေကိုတစ်ပတ်မှာအကန့်အသတ်အရေးအတွက်ဖြစ်တာ online မှာလာရောင်းချပြီးတော့ flash စေ e-view ဟာကိုကျင့်သုံးခဲ့ပါတယ်။ဒီနီးလန်းကတော့ဝယ်လို့အားကိုပုံမမြင်စေပြီးတော့ ထုတ်ကုန်အပေါ်မှာစိတ်ဝင်စားမှုဖန်တီးပေးပြီးတော့တူလောင်ဈေးတွေကိုလည်းရှင်းချနိုင်ခဲ့ပါတယ်။ဒီရဲ့ထူးခြားတဲ့ဤပညာရဲ့ဤပြုဟာရဲ့ကြောင့် Xiaomi က2014ခုနှစ်မှာမြို့နိုင်ငံအခြေဆုံးစမတ်ဖုန်းကုမ္ပဏီဖြစ်လာခဲ့ပြီးတော့2015ခုနှစ်မှာတော့ကမ္ဘာထိပ်တန်စမတ်ဖုန်းထုတ်လုပ်သူစီးရင်ထဲမှာပါဝင်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့အင်ဂျီယာအရှိတောင်အရှာနဲ့ဥရောပတို့ပါဝင်နိုင်ငံပေါင်း100ကျော်ရဲ့လုပ်ငန်းတွေကိုဖျက်ချခဲ့ပါတယ်။ ။ Xiaomi ရဲ့ Yiman Chat ကတော့ smartphone သားမကအရာအားလုံးကိုချိတ်ဆက်နိုင်တဲ့ connectivity of everything ဆိုတဲ့အနာဂတ်အတွက်ပြင်ဆင်ဖြစ်ပါတယ်။အားကြောင့်မလို့သူတို့ကအခြားကုမ္ပဏီဤပညာကုမ္ပဏီငယ်တွေမှာယင်းနှမြုံနေပြီးတော့သူတို့ရဲ့ထုတ်ကုန်တွေကို Xiaomi ရဲ့ platform မှာပါဝင်စေခဲ့ပါတယ်။လက်ရှိ Xiaomi ရဲ့ထုတ်ကုန်တွေမှာ smartphone ပြင် power bank နဲ့ desk scooter တွေ smart TV တွေလေတန်းဆက်ချက်ချုပ်ရေးပစ္စည်းများနဲ့ smart အိမ်လုံးပစ္စည်းများများကိုထုတ်လုပ်နေပြီဖြစ်ပါတယ်။ ။ရှုံးမီယာကဘာပေါ်မှာရှိတဲ့စားသုံးလူတိုင်းအောင် IoT ကရိယာပေါင်းတန်းရာနဲ့ခြေကိုထိဆက်ပေးထားတဲ့ကဘာအကြီးဆုံး IoT platform တွေထဲကတစ်ခုတည်ဆောက်ထားတာဖြစ်ပါတယ်။ကျောင်းမီရဲ့အချိန်မဆုံးအခက်ခဲတာကတော့တရုတ်နိုင်ငံရဲ့ထုတ်လုပ်ရေးလုပ်ငန်းအပေါ်အမြင်ကိုပြောင်းလဲပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ရှောင်းမီမပေါ်မီကမင်းချိုင်းနာကဈေးပေါ်ပြီးတော့အရေးသွေးနှိမ့်နေလို့အမြင်နေရှိခဲ့ကြပါတယ်။ဒါပေမဲ့ရှောင်းမီကဈေးနှုန်းချိုးတာပြီးတော့အရေးသွေးမြန်မာရဲ့ထုတ်ကုန်တွေကိုတသမတ်ထယ်ထုတ်လာပြီးတော့အဲ့ဒီအမြင်တွေကို ပယ်ဖြတ်ခဲ့ပါတယ်။ချောင်းမီကသူတို့ရဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေအစွန်ရောက်တဲ့စက်မှုဒီဇိုင်းနဲ့အရည်အသွေးမြင့်တဲ့ကုန်ကျန်းတွေကိုလိုလားလာပါတယ်။ဥပမာအားဖြင့်သူတို့ရဲ့ power bank တွေကအလူမီနီယံကိုထည့်ထုတ်လုပ်မှုနည်းပညာအလွန်မြင့်မာတဲ့အတွက်စံနှုန်းသတ်မှတ်ချက်တွေရှိခဲ့ပြီးတော့အခြားထုတ်လုပ်သူတွေကလည်းသူတို့ထံမှလာရောက်လေ့လာပြီးတော့စက်မှုလုပ်ငန်းတစ်ခုလုံးရဲ့ထုတ်လုပ်မှုအဆင့်တန်းကိုထိုးထွက်စေခဲ့ပါတယ်။ ့ app power နဲ့ soft power ပေါင်းစပ်မှုတွေနဲ့ပတ်သက်ပြီးတော့ CEO လေးချုံကတရုတ်ထုတ်လို့ရတာ app power အဓိကဤပညာတီထွင်ဖန်တီးမှုနဲ့အရေးတွေးတာမှာက soft power ဆိုရယ် laptop ရဲ့ design နဲ့ကောင်းမွန်တဲ့သုံးစွဲသူတွေရဲ့အတွေ့အကြုံနဲ့ internet ဤပညာပေါင်းစပ်မှုတို့ကိုအားဖြည့်ပေးဖို့လိုအပ်တဲ့ strategy အကြောင်းအလေးပေးခဲ့ပါတယ် Xiaomi က27ရာစုမှာတရုတ်နိုင်ငံရဲ့ကမ္ဘာကွန်ထရိုးဆိုင်ရုံအဖြစ်ကနေကမ္ဘာစံသွင်းတီထွင်မှုပဟိုချက်တစ်ခုဖြစ်ပြောင်းလဲပေါ်ဆောင်လာနိုင်တဲ့ဤပညာကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီနေ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲကျေးဇူးနာဆင်မြေတဲ့တွေအားလုံးလည်းကျေးဇူးတင်ပါတယ်နောက်ထပ်ဆင်မြေစားစရာအကြောင်းအရာများကိုလည်းရှာဖွေတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို like နဲ့ subscribe လုပ်ထားနိုင်ပါတယ်